အားလုံးမင်္ဂလာပါရှင်ဥပိုင်ရှေရှမကျေဇူးလိုက်ပါတယ်ဒီနေ့မှာတော့ညီမကလက်ကူရိုးရှင်းပြီးတော့တမင်းစားလို့မင်းနဲ့ဝင်းပြီးတောက်ရှင်လက်လေးကိုချက်ပြပေးသွားပါမယ်ရှင် ပါဝင်ပစ္စည်းလေးတွေကတော့ညီမအဓိကကတော့ငရုတ်တီတောက်ရှင်လေးတွေပါမယ်။ပြီးရောပဇွန်ချောက်ပါမယ်။ပြီးရောချက်သွင်းဖြူဂျင်းလေးကိုညီမစီတက်ပြီးရောချက်ပြပေးသွားပါမယ်ရှင်။ကဲခုထောင်းထားတဲ့နီဖြူချင်းလေးရဲ့ငရုတ်သီးလေးရဲ့ပစွန်ချောက်လေးရဲ့ဆက်ဆက်ပါတော့မယ်ရှင်။ အရင်ဆုံးညီမဦးရဲကိုစီတက်ပါမယ်စီပူလာပြီးစွာနဲ့ခုနထောင်းထားတဲ့နီဖြူချင်းလေးကိုစီတက်ပေးပါမယ်ရှင်အကြောင်းလေးတွေ့နေမှာဆွေးမုံလေးနဲ့ငယ်ချက်ပါမယ်။ပြီးတော့စီတက်နဲ့လေးမွေးလာပြီးရှိပါမယ်။ခုနကပြုံကြောင်လေးကိုထည့်ပေးပါမယ်။ ။ကစွန်ကြောင့်လေးနဲ့နီပူချင်းလေးနဲ့အမွေးပြီးဖြစ်တဲ့အချိန်မှာညီမခုနအေးဗီဇင်ကြီးတွေကိုထည့်လိုက်ပါမယ်ရှင်။ဒီနေ့နဲ့ငယ်ထည့်ပြီးတော့ညီမအခြားသားအမေနဲ့စက်သားမုတ်လေးနဲ့ငယ်ထည့်ပါမယ်။စားလေးနဲ့ငယ်ထည့်ပါမယ်။ပြီးတော့ညီမသိငင်ပြိုင်လေးလေးနဲ့လေးထည့်လိုက်ပါမယ်ရှင်။ ပြီးတော့ရတာတွေအားလုံးကိုနှက်ဆက်အောင်မွေးပြရနေညီမရေလေးနည်းနည်းလေးထည့်ထည့်ပြီးတော့ထပ်ပြီးတော့တည်ထားပေးပါမယ်ရှင်အချိန်ကမိကလောက်တည်ပြရနေအခုလိုမျိုးနှက်နေလဲမွေးပြီးတော့မင်းစားလို့မနေရေးတောက်ရှင်နဲ့လေး ရပါပြီရှင်။ဒီနည်းလဲလေးရလေးတကယ်ကိုမှပဲလွယ်ကူရရှင်ပြီးရစမင်းစားလို့မိန်တဲ့အတွက်ကြောင့်မလို့အားလုံးပဲလိုက်ချက်ကြည့်ကြပါနော်။ဒီဗီဒီယိုလေးကိုဆုံးတဲ့အထိကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။အလုံးမေရတာရှိတဲ့ဟင်းလျာများကိုဖန်တီးနိုင်ကြပါစေရှင်တတား